ချစ်ခင်လေးစားအားပါတော့မိဘပြည်သူညီကိုပေါင်းမများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်အခုတင်ဆက်ပေးခြင်းတဲ့အစီအစဉ်ကတော့တစောင်းမုံလာပြီအခါသမျှမှာကျင်းပလေရှိတယ်တစောင်းနိုင်ပွဲတော့ကထိန်အလူပွဲတွေလိုပဲတစောင်းမုံလာပြီနေမှာကျင်းပခဲ့တယ်ရန်ကုန်မြို့ရန်ကင်းမြို့နယ်အတွင်းမှာရှိတယ်49ကျေးမြောင်2ကျေးရှိစုဖျားများဒီတစားကြီးကြွန့်ချီလက်လက်အပူဇော်ခံပွဲအခမ်းအနားပဲဖြစ်ပါတယ်ရည်စုဖျားကြီးဖြစ်ပေါ်လာပုံကတော့ ကျွန်တော်1962ခုနှစ်မှာဒေါကင်ဆောလာဆိုတဲ့ဟိုအမျိုးသမီးကြီးကသူ့အိမ်သူ့ကိုအိမ်မက်ပေးတယ်ညီစုဖျားသူ့ဖို့သူ့လို့ဖို့ပေါ့သူ့လို့ပြီးပူဇော်ဖို့သူ့ကိုအိမ်မက်ပေးတော့သူ့ခြံဝင်းထဲမှာရှိတဲ့ညောင်မင်းကြီးကိုသူကခုတ်ထွင်ပြီးတော့ဒီဘုရားဆင်းသူတော်လေးရုပ်ပွားတော်တွေနှစ်ကျစ်စုကိုသူကထုလုပ်ပြီးတော့ပူဇော်ပြီးတော့ဒီခေမသီဝင်ဆိုတဲ့ဘုန်းကြီးเจ้าမှာသူကအဲ့ဒီမှာသတ်ထားပါတယ်အဲ့ဒီမှာထားပြီးတော့နောက်ပိုင်း ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ခင်မသစ်ဝင်ဘုန်းကြီးကျောင်းကနေပြီးတော့ပျောက်သွားတယ်ဒီနေ့ကျိစုဖေရတကုတ်ခုတ်ခံရတာပေါ့အဲ့ဒီကနောက်ပိုင်းကျတော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ရက်ွက်မှာရှိတဲ့ရမိရပ်တွေကဒီဖေရနေ့ကျိစုဖေရကိုပိုင်ပေါ့ဟိုမှာမိသားစုလိုက်တဆူချင်းတဆူချင်းအလူလောက်ကြကျွန်တော်တို့ရက်ွက်မှာရှိတဲ့ဆိုဟိုသုကိတာအဝေယာအနီကာဟိုရသာအဲ့လိုလမ်းနေရလဲကိုလမ်းလိုက်ဖေရတဆူစီတဆူစီလူပြီးလောက်ကြတယ်ရှစ်ဆက်ကိုကုနှစ်မှာ ီကျွန်တော်တို့ဘောလုံးကွင်းပေါ့ထောဘောလုံးကွင်းမှာမန္တကြီးထိုးပြီးတော့ဒီနှစ်ကျိတ်စုဘုရားကိုပူဇော်ပါတယ်ပူဇော်ပြီးတော့နောက်ပိုင်းကျတော့ကျွန်တော်တို့ကရက်ွက်15ရက်ွက်ရှိတဲ့အကုန်လုံးရက်ွက်သူရက်ွက်သားတွေပူဇော်မြို့နယ်တစ်ခုလုံးပေါ့ရငိမ်းမြို့နယ်တစ်ခုလုံးမှာရှိတဲ့သူတို့နဲ့ပူဇော်နိုင်အောင်ဆိုပြီးတော့စုပေါင်းမှုအဲဒီမှာလုပ်ပြီးတော့89နှစ်ကစပြီးတော့အခုချိန်ထိပေါ့ကျွန်တော်ဆက်လက်ပြီးတော့တာဝန်ဆောင်တော့ အဘာလို့နေရတော့ယနေ့ထိပေါ့ဒီဖရားတွေပူဇော်တဲ့အခါမှာဟိုပူရိလက်အောင်ပေါ့လေပူဇော်ကသာကြဒါနဲ့ခုနပြောလို့ဒီယေရှုတို့ဖရားတွေကလည်းအခုရန်ကုန်မြို့နယ်လုံးဆိုင်ရာလက်လက်ပူဇော်တော့၄၉ချင်းမြောက်ပေါ့နော်အဲ့ဒီချိန်ကမှအကုန်လုံးဒီရန်ကုန်မြို့နယ်ကြီးတစ်မြို့နယ်လုံးကစီဝင်သားရတယ်နောက်ဘေးဝအန်တွေမရှိဘူးအဲ့အဲ့ဒါကိုယေရှုပြီးတော့ပူဇော်ကြတာပါ မိဘပြည်သူများရှင်ဒီနေ့ရဲ့ဒီဇောင်းတိုင်းကာလကတော့မိဘပြည်သူများသိကြတဲ့အတိုင်းပါပဲ။ပင်ကားပင်လယ်ရောအရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းရဲ့အရှင်ညောင်းကျမတို့မြန်မာနိုင်ငံအတွင်းမှာမိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်ဒီဇောင်းတိုင်းကာလမှာစီစဉ်ထားတဲ့ပွဲတွေကိုမိုးရဲလီတွေမှာပဲခက်ခက်ခဲခဲနဲ့ကျင်းပနေကြရပါတယ်။ ဘာသာရေးပိုင်းကိုစိတ်အားထက်သန်ကြတဲ့အလေးမြတ်ထားကြတဲ့ကျမတို့မြန်မာလူမျိုးတွေအနေနဲ့လေပုံတိုင်းများဖြစ်ပေါ်ပြီးမိုးများရွာသွန်းနေပေမဲ့လေကျမတို့ရဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ပွဲတော်တွေကိုကုသိုလ်စိတ်စေတနာစိတ်တွေနဲ့ဆောင်ရွက်နေတဲ့မြင်ကွင်းတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဒီမိုးရွာရွာနေဘူးပေါ့နော်ဒီလိုလက်ပြေးနေမှာကျွန်တော်တို့ဒီလိုမျိုးလှည့်ရတဲ့အတွက်လှည့်တာလည်း49ကျင်းရှိပြီပေါ့နောက်ပြီးတော့ဒီရက်ွက်သူရက်ွက်သားကလည်း2ကျင်းရှိဆိုဆိုတာဒါတို့ကတစ်နှစ်တစ်ကျင်းလောက်ရတဲ့အတွက် ဒါမိုးရွာရနေဘူးအာသံခွန်ဆိုင်နေအလုပ်လုပ်နေတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အနေနဲ့ PD ဝန်တန် PD အားလုံးဖြစ်မိပါတယ်ခင်ဗျာကျွန်တော်ကတော့ဟိုပြောမဆုံးပါဘူးဒါတွေကတော့ဟိုမြမယူကအဆုံးစံဖြစ်တဲ့အတွက်ဝန်တန်ပြည်သူဖြစ်မိတော့ဘယ်လိုတော့ကျွန်တော်ဝန်တန်အမှန်တော့မသိပါဘူးခင်ဗျာ 49ကြိမ်ညောင်း2ကြိမ်80ပြားများဒေသဆိုင်လှည့်လည်ကြွချီအပူဇော်ခံမွေးရေဖွင့်မွေးအခမ်းအနားကိုတော့ရှန်ကင်းမြို့နယ်အတွင်းမှာတာဝန်ရှိပုဂ္ဂိုလ်များကဖဲကြိုးပြဖွင့်လှစ်ပေးခဲ့ကြပြီးတော့2ကြိမ်80ပြားများကိုရှန်ကင်းမြို့နယ်အတွင်းမှာရက်ွက်ပေါင်း15ရက်ွက်ကိုစီကြဲလှည့်လည်ပူဇော်ခံခဲ့ကြပါတယ်။ ဒီခဏမှာဆိုရင်ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ရက်ွက်အသီးသီးကမိဘပြည်သူများကလည်းတရက်တအားနဲ့ပါဝင်ဆင်နွှဲနေကြတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးနှစ်ကြိမ်ရှစ်စုပြားများလှည့်နေကြချီအပူဇော်ခံတဲ့ရွေရွေချက်ကတော့ရက်ွက်သူရက်ွက်သားများအားလုံးပဲကတ်သုံးမှမှလွတ်မြောက်စေမြို့နယ်အတွင်းသဘာဝဘေးအန္တရာယ်များကြောက်ရွံ့မှုမှကင်းဝေးစေ မြတ်စွာဘုရား၏သာသနာတော်ကြီးအထွန်းရှိတည်တံ့ခိုင်မြဲစေနှင့်ရက်ွက်သူရက်ွက်သားများယတနာသုံးပါးကိုယုံသေးလေးစားမြတ်လို့၍ကိုယ်ွယ်ပူဇော်နိုင်ရေးဆိုတဲ့ရည်ရွယ်ချက်တွေပဲဖြစ်ပါတယ်။မိဘပြည်သူများရှင်ဗုဒ္ဓဘာသာမျိုးဝေများရဲ့ကုသိုလ်ဒါနပြုခဲ့ကြတဲ့အမြင်ဝင်တွေကိုလည်းမိဘပြည်သူများကြည့်ရှုကြရပြီးတော့ဝမ်းသာပီတိဖြစ်ကြမယ်လို့ယုံကြည်မိပါတယ်။ ခုလိုမျိုးဒီဇိုင်းလိုင်းကာလာမှာမိုးများရွာသွန်းနေတာကြောင့်ပြည်ပပြည်သူများလည်းမိုးရဲရေတဲ့သွာလာကြတဲ့အခါမှာသတိထားသွာလာကြဖို့နဲ့ကျန်းမာရေးအနေနဲ့လည်းအလေးပြုပြုကြဖို့အတွက်ဒီအစီအစဉ်ကနေတိုက်တွန်းလိုက်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကိုလည်းကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။